မြန်မာမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့အပြင်အုပ်ချုပ်ရေးပိုင်းမှာလည်းမြင်သားတဲ့တိုးတက်မှုတွေတွေ့ရတယ်ဆိုတဲ့အကြောင်းပြချက်ပေးပြီးမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ရာရင်နေထိုင်ခွင့် TPS ကိုရုတ်တိန်နေလို့အမေရိကန်ရဲ့အမြင့်မြင့်လုံခြုံရေးဌာနကနိုဝင်ဘာ24ရက်ရက်စွဲနေ့ထုတ်ပြန်လိုက်ပါတယ်။အဆိုပါထုတ်ပြန်ချက်မှာမြန်မာပြည်တွင်းကအခြေအနေတွေလုံလုံလောက်လောက်တိုးတက်ကောင်းမွန်လာပြီဖြစ်လို့ရာရင်အကာအကွယ်ပေးရေးအခြေအနေကိုရက်စွဲလိုက်ပါတယ်။ အရေးပေါ်အခြေအနေရက်စေးရေးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်တွေအပြစ်အခက်ရက်စေးရေးတဘောတူညီချက်တွေတိုးမြင့်ပြီးပြည်သူဝန်ဆောင်မှုပေးဝေမှုနဲ့အမျိုးသားပြန်လည်တည်မြဲရေးအပအဝင်ဒေသတရားအုပ်ချုပ်ရေးကိုမြင့်တင်ထားပါတယ်လို့ဖော်ပြထားပါတယ်။လက်ရှိအမေရိကန်နိုင်ငံမှာယာယီနေထိုင်ခွင့် TBS နဲ့နေထိုင်နေတဲ့မြန်မာအယောက်6000နီးပါးရှိနေပြီးအများစုဟာနေရက်ပြန်ပို့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရပြီလို့လည်းလူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch ကချက်ချင်းတုံ့ပြန်ထုတ်လာပါတယ်။ အမေရိကန်ခုံလုံခွေးမလျှောက်လူသူတွေကရာရည်နေထိုင်လို့ရအောင် TPS လျှောက်ထားပြီး TPS အထောက်ထားရှိုံနဲ့တရားဝင်အလုပ်လုပ်ခွင့်ကနေအလုပ်လုပ်ခွင့်ရရှိနေတာဖြစ်ပါတယ်။ TPS ကိုကင်ထားရင်အစိုးရဘက်ကရောလျှောက်တဲ့သူဘက်ကရောဝင်းဝင်းပဲအစိုးရဘက်ကလည်းအခွင့်ရတယ်။ခုံလုံခွေးလျှောက်လိုက်ရင်အမေရိကန်ပြင်ပကိုထွက်လိုက်ရင်ဒီကိုပြန်လာလို့မရတော့ဘူး။ TPS ကတော့အဲ့ဒီလိုမဟုတ်ဘူး။ TPS ကတစ်ဖက်မှာ standard တစ်ခုကင်ထားရင်ဝင်ထွက်လို့အချိန်မရွေးရတယ်လို့အမေရိကန်ရောက်မြန်မာနိုင်ငံသားတအူးကပြောပါရယ် DHSA ရဲ့မနေ့ကထုတ်ပြန်ချက်အရမြန်မာနိုင်ငံကိုပြန်လည်တူတွေပြန်နိုင်ကြောင်းနဲ့မြန်မာတွေကိုအမေရိကန်မှာနေထိုင်ခွင့်ဆက်ပေးဖို့ဆိုတာဟာအမျိုးသားအကျိုးစီးပွားနဲ့မကိုက်ညီဘူးလို့လည်းထည့်တွင်းဖော်ပြထားပါရယ်။ယခုထုတ်ပြန်ချက်အရဇန်နဝါရီလ26ရက်နေ့မှာအကျိုးခံစားခွင့်ရှိတဲ့မြန်မာနိုင်ငံသား၄000ခန့်အတွက်ရာထူးတက်တန်းကုန်ဆုံးမှာဖြစ်ပါရယ်။ ထရန့်ရဲ့ဒီမိုကရက်တစ်ပါတီရှေ့တော်ဂျိုးဘိုင်ဒင်ရဲ့အုပ်ချုပ်မှုအောက်မှာနိုဝင်ဘာ25ရက်မှာကုံဆုံးခဲ့တဲ့မြန်မာနိုင်ငံအတွက် TPS အခြေအနေကို18လတက်တန်းတိုးခဲ့ပေမဲ့ Republican တအူဖြစ်တဲ့ထရန့်ဟာ၎င်းရဲ့လူမှုကြီးကြပ်ရေးဖြိုခွင်းမှုတစိမ့်တစ်ပိုင်းအဖြစ်ဇန်နဝါရီလမှာစတင်တာဝန်ယူကလေးကနိုင်ငံအများအပြားမှနိုင်ငံသားတွေအတွက် TPS ကိုရုပ်တိမ်ခဲ့ပါရယ်။